ရော်နီကာကတော့လုံးဝမထင်ထားတဲ့ကိစ္စကိုရင်ဖွင့်လာပါပြီ။ရော်နီကာနဲ့ဂျူနီယာဖက်ဒက်စ်တို့ရဲ့ပွဲကတော့မနေ့ပြန်မှာကျွန်တော်တို့နေနေကြည်ရတော့မှာပါ။ဒီပွဲကရော်နီကာတို့အရန်အရန်ကိုအရေးကြီးပါလိမ့်။ဂျိုင်းဘက်ဖြစ်တဲ့ဂျူနီယာဖက်ဒက်စ်ကတော့ရော်နီကာရဲ့အားနည်းချက်ကိုတီထားတာဖြစ်တဲ့တော့ဒီပွဲမှာရော်နီကာကိုအနိုင်ယူပြီးတော့စားချုပ်ကြီးရမယ်ဆိုပြီးတော့မမိကိုကိုယုံကြည်မှုအပြည့်ရှိကြောင်းဖွင့်ပြောလာခဲ့ပြီလည်းဖြစ်ပါလိမ့်။ရော်နီကာကတော့ junior feathers ကိုအလဲထွန်းတဲ့အနိုင်ရအောင်လုပ်မှာပါတဲ့ဗျာဒီကနေ့မှာတော့ brony gaga two cha ဆိုပါပဲလုံးဝမတင်ထားတဲ့ကိစ္စတခုကိုရင်ဖွင့်လာပါရီအဲ့ဒါကတော့မြန်မာပြည်မှာငလင်ပေးတဲ့ပြည်သူတွေကိုတိုင်းလိုက်ကူညီခြင်းက brony ga ရောမကူညီဘူးလားဆိုရင်မျိုးမျိုးတချို့ကမေးကြပါတယ်တဲ့ဗျာတကယ်တော့အတိချင်လို့လားမိဒန်တိုင်းချင်လို့လားဆိုတော့မေးတဲ့သူတွေကိုယ်တိုင်ကတိချမှာပါတဲ့ဒါမဲ့ bro ကိုယ်တိုင်ကစိတ်မကောင်းဖြစ်မိတဲ့အကြောင်းလေးပဲ state တင်ခဲ့တယ်လို့ သူမဘယ်နေရာတွေမှာဒီပါရဲဆိုတာမျိုးတော့သူမပြောခဲ့ပါဘူးဒါပေမဲ့ World Championship နဲ့ interview မှာတော့ဖွင့်ချလာခဲ့ပြီလေဖြစ်ပါရယ်ရော်နီကာက Francisca နဲ့ပွဲမတိုင်ခင်ကကိုကိုကိုပုံစံကောင်းနေချပြနေတယ်လို့ထင်ခဲ့တာပါတကယ်တော့မှားပါတယ်ဗျာကျမက Anton Wei တန်းမှာထူးနေကြမို့လို့အစားတော့ချီတာတဲ့အပိုင်းဝင်နဲ့ပတ်သက်ပြီးရုန်းကန်ခဲ့ရပါတယ်ဆိုပြီးတော့ Veronica ကဆိုပါတယ်ဝဲချောင်းပြူရရင် Francisca ကလည်းဒူးတိုက်ချက်တွေနဲ့ထီးချက်ရအောင်ယူခဲ့တယ်လို့ကျမကလည်းလက်တွေ့တွေနဲ့ ပြန်လည်သုံးပြန်နိုင်ခဲ့ပါပြီတိတက်ဘူကောင်းအောင်ဆွမ်းဆောင်ပြနိုင်ခဲ့တင်တာတော့ဝန်ခံရမှာပါဝေါ်နက်ဆရာတဲ့ပတ်စံတွေအားလုံးကိုတော့မြန်မာပြည်ကပဲပြန်ပြီးလှူလိုက်ပါပြီဘာလို့လဲဆိုတော့လက်ရှိမှာကျွန်တော်တို့တိုင်းကလုံးဝဆင်းရဲဒုက္ခတွေပြန်လည်ဝင်နေတာလေလုံးလုံးတဲ့ထောက်ပံ့မှုတောင်းလောက်ငန်းအောင်ရကြတာမဟုတ်ပါဘူးဆိုပြီးတော့ရော်နီကာရဲ့ဝမ်ချမ်ပီယံရှစ်နဲ့အင်တာဗျူးမှာအခုလိုပဲဘရော်နီကာကပြောသွားခဲ့တာဖြစ်တဲ့အတွက်တချို့သောသူတွေကဘရော်နီကာကိုလိုင်းကြီးပဲသုံးနေတယ် လိုက်မှာပဲငလင်ပေးအတွက်နော်180ပါညာရည်တယ်အလှကြသပြားမလို့ဘူးဆိုပြီးတော့အဲ့လိုဝေဖန်နေကြတဲ့သူတွေကိုပြည့်ပြည့်တသားပဲသုံးပြန်လိုက်တဲ့နေနဲ့အင်တာဗျူးမှာပဲဖြေချခဲ့တာဖြစ်တဲ့အတွက်တနင်္ဂနွေလုံးဝပြည်သက်တကလေးဘော်နီကာရဲ့အခုလိုမျိုးစီရီနာကိုအောင်းအော်ခဲ့ရပါရဲ့ဗျာ